လွန်ခဲ့တဲ့လကအငင်းပွားပွဲကက်ရှမီးယားဒေသမှာလူသေဆုံးမှုရှိတဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက်အိန္ဒိယနဲ့တင်းမာမှုတွေမြင့်တက်နေစဉ်ပါကစ္စတန်စစ်တပ်ကမေ3ရက်မှာမြေပြင်ကနေမြေပြင်ကိုပစ်ခတ်တဲ့ဒုံးကျည်လက်နက်စနစ်ကိုစမ်းသပ်ပစ်လွတ်ခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။လွန်ခဲ့တဲ့လကအိန္ဒိယဗန်ချမ်းမှာရှိတဲ့ကက်ရှမီးယားဒေသမှာခရီးသွားတွေအပေါ်တိုက်ခိုက်မှုဖြစ်စဉ်ကိုပါကစ္စတန်အစိုးရကကြောထောက်နောက်ခံပြုထားကြောင်းအိန္ဒိယအစိုးရကပြစ်တင်ပြောကြားခဲ့ပြီးတဲ့နောက် ျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့အိန္ဒိယနိုင်ငံအကြားတင်းမာမှုတွေမြင့်တက်လျက်ရှိပါတယ်။ပါကစ္စတန်စစ်တပ်ကအကွာအဝေး450ကီလိုမီတာ289မိုင်အကွာရှိတဲ့မြေပြင်ကနေမြေပြင်ကိုပစ်ခတ်တဲ့ဒုံးကျည်ဖြစ်တဲ့ Abdali Weapon System ကိုအောင်မြင်စွာစမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်းမေ3ရက်ကပြောပါရတယ်။ ပါကစ္စတန်စစ်တပ်အနေနဲ့ဒုံးကျည်ကိုအုံပြုဖို့အဆင်သင့်ဖြစ်နေကြောင်းတင်ကြားစေဖို့စမ်းသပ်လိုက်တာဖြစ်ပါတယ်။ဒါပြင်ဒုံးကျည်ရဲ့ပဲထိန်စနစ်လိုမျိုးအရေးပါတဲ့အစိပ်ပိုင်းတွေကိုစမ်းသပ်တာလည်းဖြစ်တယ်လို့ပြန်တန်းနေစဉ်ဥတီချက်ပြောင်းလဲနိုင်စွမ်းတိုးတက်မှုရှိစေဖို့လည်းစမ်းသပ်တာဖြစ်ပါတယ်လို့ပါကစ္စတန်စစ်တပ်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီဒုံးကျည်ကိုမြေတီနေရာမှာစမ်းသပ်ပြစ်လွတ်ကြောင်းပြောကြားထားခြင်းမရှိတာဖြစ်ပါတယ်။အိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီကအိန္ဒိယပဲချမ်းမှာရှိတဲ့ကက်ရှမီးယားဒေသ ပါဟေဂန်မြို့မှာတိုက်ခိုက်မှုဖြစ်စဉ်ကိုတုံ့ပြန်မှုအတွက်၎င်းရဲ့စစ်တပ်ကိုအပြေးအဝလုံပိုင်ခွင့်ပေးထားကြောင်းပြောကြားခဲ့ပြီးတဲ့နောက်ပါကစ္စတန်စစ်တပ်ကဒုံးကျည်ပြလွတ်စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ပါဟေဂန်မှာဖြစ်ပွားတဲ့တိုက်ခိုက်မှုမှာဟိန္ဒူခရီးသွားအများစုအပါအဝင်လူ26ဦးသေဆုံးခဲ့ပါတယ်။ပါကစ္စတန်ကဒီတိုက်ခိုက်မှုမှာပေါင်းဝင်ပတ်သက်ခြင်းမရှိကြောင်းညင်းဆိုခဲ့ပြီးတေးကြောင်းစုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။